လူလောကမှာလူတွေဟာပေါင်းသိနေထိုင်ကြတယ်မျိုးသားနဲ့မျိုးသမီးအိမ်နောက်ဘက်ဖြစ်ရွေးချယ်ပြီးတော့ဘသူတို့ကနေကြတဲ့အခါမှာအတွဲ၄မျိုးရှိတယ်လို့ဆိုလိုတယ်ပေါ့နော်အတွဲ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးမှာပထမအတွဲကမြတ်စွာဘုရားသုံးတဲ့စကားလုံးလေးနဲ့တွေ့မယ်သဝနဲ့ဒီဝ ဆိုတဲ့အတွေ့ကိုတွဲထားတယ်။သဝဆိုတာဒီကုန်သိခါလုံးဝမရှိတဲ့အောက်တန်းချတဲ့သဝဆို ethics ဆိုလုံးဝမရှိဘူး။ကိုချင်းတရားပြည့်ရွံ့နေတဲ့ပုဂ္ဂိုလ်သဝလို့ခေါ်တယ်။ဒေဝဆိုတာကိုချင်းတရားနဲ့တောက်ပြောင်နေတဲ့ပုဂ္ဂိုလ်။တော့မြတ်စွာဘုရားပြောချင်တာကတော့ကိုချင်းတရားအမျိုးသားနဲ့အမျိုးသမီး အိမ်အောင်ဖက်ကြတဲ့အခါမှာတဲ့အမျိုးသားကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသမီးကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့ဒါတစ်ခုအမျိုးသမီးကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသားကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးစလုံးကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးလုံးကိုချင်းတရားနဲ့ပြည့်စုံတယ်လို့မိသားစုဘဝ တွဲဖက်ခြင်းဟာတခုလို့၄မျိုးရှိတယ်လို့သူဟောတာနော်၄မျိုးရှိတယ်ဒါတော့ကကြီးတခုလုံးကိုကြည့်လိုက်ရင်လေဒီအနေထားတွေးပါမယ်တုံးတဲ့တူကမတူညီတဲ့ပေါင်းဖက်မှုတွေတူညီတဲ့ပေါင်းဖက်မှုတွေဒီလိုရှိတာအဲ့တော့မတူညီတဲ့ပေါင်းဖက်မှုတွေ ਨੇ ပတ်သက်ပြီးမြတ်စွာဘုရားဟောတာ အဲ့လိုခေါ်တဲ့အခါမှာအချင်းချုပ်မြတ်စွာဘုရားဟောပုံလေးကိုခြေမဲ့ဆယ်ဒီဥဘောတ္တာဝဋ္ဌညုစကတရိယပြိပါဒကတေခွန်တိသဏိပတယောသဝတံဝတမာကတာအဲ့ဒီမှာ ဒီနှစ်ဦးစလုံးဟာရှင်ချီချက်ကဲမဲ့ပြီးသူများကိုပေးဖို့ကံမို့ဆိုတာလုံးဝလည်းမစင်စားဘူးကိုသုံးဖို့ပဲချီတယ်ကိုပစ္စည်းတွေသာမှသူများမပေးဘူးเนาะဘသူ့ကိုမှလည်းဖြန့်ဝေတာမရှိဘူးကတ္တရိယနှမျောတယ်တွန့်တူတယ်ကိုသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်ကပြင်းပြတယ် သူများကိုဘလို့ပေးရမှာလဲကိုရှာထားတဲ့ပစ္စည်းကလွယ်တာမဟုတ်ဘူးသူများပေးเสียလားဆိုတဲ့အတွေးတွေခေါင်းထဲမှာရှိတယ်အဲ့လိုတွေမကဘူးလာရောက်တောင်းခံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှင်ဆဲလွတ်တယ်နောက်မလာနဲ့နောက်တစ်ခါလာရင် ခွေးတဲ့တိုင်ပဲ beware of dog ရှင်းထားတယ်အိမ်ချမ်းမှာလည်းခွေးရှိတယ်ရှိရှိမရှိရှိဟော အလူကံဝင်မဝင်ရဆိုတာဆက်ဖို့လည်းချိတ်တယ်အဲ့လိုဟာမျိုးတွေလုပ်ပြီးတော့တေဟွန်တိသာနိပတယောသောဝတာဝတာမကထာဆိုဒီလူလောကကြီးမှာဖြစ်ပြနေတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့ဒီလိုပြောတာနော်အဲ့ဒီမှာဒီဟာနဲ့ပတ်သက်ပြီးတော့တာမိကောဟောတိ ထုတ်တီလောခတရိယောပြိပါဒကော အမျိုးသားကကိုချင်းတီလလုံးဝမရှိဘူးတဲ့အတိတ်ကိုချင်းတရားပြက်ပြားတယ်အယက်သေးစားတောက်စားတယ်အကစားဖက်တယ်ကိုချင်းတရားတွေပြက်ပြားတယ်အမျိုးသားခတရိယောပြိပါဒကောအဲအလှခန်းနဲ့တောင်းခန်းနဲ့လူတွေဆဲလွတ်တယ်ပရိယာသီလဝတ္တိဟောတိ အမျိုးသမီးကကိုချင်းသီလနဲ့ပြည့်စုံတယ်ကိုချင်းတရားကောင်းတယ်နော် what in you we d o t miss her အမျိုးသမီးကရေရောတယ်ဒီစိတ်နှလုံးဖြူစင်တဲ့ရေရောတယ်ဒီသူတော်ရဲ့လိုအပ်ချက်ကို နားလဲတယ်အဲ့ဒါလိုအိမ်တော်ဘက်ဆိုလို့ရှိရင်တဲ့အမျိုးသားက တိလမရှိဘူးအမျိုးသမီးကတိလရှိတယ်အဲ့ဒီအိမ်ထောင်ပဲမျိုးဟာအမျိုးသမီးကဒေဝီခုံကြီးနဲ့တောက်ပပြီးတော့အမျိုးသားကသဝခုံသေးနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ခုံသေးကညှို့နှမ်းပြီးတော့လုံးဝလူဘဝမှာကိုကျင်တရားမရှိသေးတဲ့အတွက်ကြောင့်ခုံသေးကအပြင်တောက်ပြောင်မှုမရှိတဲ့အိမ်တော်ပဲလို့မြတ်စွာဘုရားသတ်မှတ်တယ် နော်အဲ့နောက်မဲ့ဖြစ်သွားတယ်နောက်တစ်ပါးအဲ့တိုင်းပဲနောက်တစ်ခုကတာမိကောသီလဝဟောတိဝဋ္ဌညဝိတမစ္ဆရောအမျိုးသားကကိုချင်းတရားကောင်းနေအမတမအနေထိုင်ကိုချင်းတရား လေးစားလိုက်တာတယ်ဝိရိညဝိတမစ္ဆရာဝိတမစ္ဆရော တပည့်သားရဲ့ခံစားချက်လိုလားချက်တွေကိုနားလည်သဘောပေါက်ရမြတ်မကသူဟာဒီကိုယ်သာ သုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးရဲ့ရောတယ်နော်ဖော်ယူရဲရဲ့ရောတယ် generosity ပေါ့ရဲ့ရောတယ်ပရိယာဟောတိဒုတိလာအမျိုးသမီးကကိုချင်းတရားမရှိဘူးဂဒရိယာပရိပါဒကနှမျိုးစိနေပြီးတော့ဆက်ဆိုချိန်မောင်းတတ်တယ် အဲ့ဒီလို့ဆိုလို့ရှင်သာပိသဝသံဝတ္တိသဝေနပတိတာဟောအဲအမျိုးသမီးကတိလမရှိသည်ဖြစ်ကြောင့်သဝဂုံတိခါအဖြစ်ညှိုးနှွမ်းနေတယ်အမျိုးသားကတိလရှိသည်အတွက်ကြောင့်ဒေဝဂုံတိခါအဖြစ်တောက်ပြောင်နေတယ်ဒီမိသားစုဘဝဟာ တူကသီလရှိ တူကသီလမရှိခုံကြီးရှိမရှိနှစ်ခုပေါင်းဖက်ထားတာဖြစ်လို့ဒီအိမ်အောင်ပဲဟာတစ်ဖက်နဲ့တစ်ဖက်မလိုက်ဖက်တဲ့အိမ်အောင်ပဲလို့သူပြောရမှာဖြစ်တယ်ပေါ့အဲဒီလိုရှိဒုတိယအိမ်အောင်ပဲအနေနဲ့အဲ့ဒီလိုရှိတဲ့အချိန်မှာဒါကိုပဲအမျိုးသမီးရလဲ ိုချင်းသီလမရှိဘူးအမျိုးသားလည်းကိုချင်းသီလမရှိဘူးနှုတ်ဦးလုံးဟာ generosity ဆိုတာလည်းမရှိဘူးသူတို့ဟာဟိုကိုချင်းတရားလည်းပြပြတယ်အလုံးဟာဟူမူတမ်းမှုဆိုတာလည်းဝေလာဝေးအဲ့လိုနေတဲ့မိသားစုကြတော့နှစ်ဦးစလုံးဟာဒီဂုံရီအဖြစ်တောက်ပြောင်မှုမရှိလို့ ဒီအိမ်တော်ဘက်ကတော့အဆိုးအိမ်တော်ဘက်လို့ဒီလိုပြောမှာဖြစ်တယ်။နှစ်ယောက်စလုံးအဆိုးကြီးပဲ။အဲ့ဒါလို့မဟုတ်ဘဲနဲ့အမျိုးသားကလည်းကိုချင်းသီလနဲ့ပြည့်စုံနေရရောတယ်။အမျိုးသမီးကလည်းကိုချင်းသီလနဲ့ပြည့်စုံနေရရောတယ်ဆိုတဲ့အိမ်တော်ဘက်ကျတော့နှစ်ဦးစလုံးအကောင်းကြီးကြီးလိုက်ဖက်တဲ့အိမ်တော်တဲ့ချီးမွမ်းမွေကောင်းတဲ့အိမ်တော်ဘက်လို့ ြောမာဖြစ်တယ်အဲမှာမြတ်စွာဘုရားဟောတာဥဘောတတ္တဝတိညုစာနှစ်ဦးလုံးဟာတရားတရားတွေရှိကြတယ်တရားတရားရှိုံနဲ့မကဘူးတင်ညတာဓမ္မစီဝိနောတင်ညတာဆိုတာကိုချင်းသီလလဲကောင်းကြတယ်ဒီအပြောဆိုဒီနှုတ်ကိုဆောင်စည်းတယ် တိလဆိုတာစောင့်ဆောင်စည်းစည်းနေတာကိုတိလတော့ခေါ်တာပဲစောင့်စည်းမှုပဲကိုချင်းတရားစောင့်စည်းတာဘာလို့ဆိုရင်အပြောဆိုနဲ့လုတ်ကင်မှုစောင့်စည်းတာဆိုလိုတာကာယကံနဲ့ဝစီကံထိမ့်သိမ့်တာတိလစိတ်ကဘလို့ပဲနေနေကာယကံဝစီကံကိုထိမ့်သိမ့်နေဥမာမေနှုတ်ကလိမ်မပြောဘူးမနာပဲပြောတယ်ဒါနှုတ်ကိုထိမ့်နေခေါ် တဦးနဲ့တူကွဲပြားသွားအောင်ဂုံးမတိုက်ဖို့မချွန်မှုတဲ့အောင်ညီညွတ်အောင်သာပြောတယ်တဦးနဲ့တူဒီအများတစ်ဖက်သားကိုဆေးတိုင်းထွက်ပြီးကျန်းန်းတဲ့စကားမျိုးမပြောဘူးရှင်ကြီးလိမ်မှာတိမ်မွေးစွာပြောဆိုတယ်တဖက်သားအတွက်ဘာအကျိုးမှမဖြစ်တဲ့စကားမျိုးကိုမပြောဘူး လောကအကျိုးတန်တရားအကျိုးကောင်းကျိုးဆိုကောင်းကျိုးတွေကိုဖြစ်ပွားစေတဲ့တဲ့စကားမျိုးကပြောတယ်ဆိုတာဒါနှုတ်ရစီကံချက်ပါသူကကောင်းတာတွေကြီးပဲလောက်တာကာယကံနဲ့လည်းပဲထုတ်တူပဲမိမိလည်းနဲ့ဘသူကမှဒုက္ခမပေးဘူးအလုံးပေါ်မှာအကျဉ်းနာမေတ္တာထားတယ်သူများရဲ့ဥစ္စာကိုမတရားဆိုလို့ရှိရင်မျက်ဝဲချမ်းစိတ်ကစပြီးမယူဘူးစင်ကြယ်တန်ရှင်းစွာ ကုံရှိသေးရှိနေထိုင်တယ်သူတော်ဘာသာမယဆိုလို့ရှိရင်စိတ်နဲ့တောင်မပြတ်မှားဘူးတိတ်ခါရှိရှိနေထိုင်တယ်ဆိုတာအဲ့ဒါကာယကံထိမ့်သိမ့်မှုပဲအဲ့ဒီကာယကံနဲ့ဝစီကံနှစ်ခုထိမ့်သိမ့်တာပဲကိုချင်းတည်လားလို့ခေါ်တယ်အဲ့ဒါတင့်ညတာထိမ့်သိမ့်ဆောင်ဆောင်မှု ထိမ့်သိမ့်ဆောင်ဆောင်မှုဆိုတာအရေးကြီးတယ်မလွတ်တဲ့နာကိုမလွတ်ဖို့ဒါထိမ့်သိမ့်ဆောင်ဆောင်မှာလောကမှာ တားမြစ်ထားတဲ့အရာကိုကိုယ်ထိမ့်သိမထိမ့်သိဘူးဆိုရင်အကျိုးတွေအပြစ်တွေရောက်လာမှာပေါ့ဒါကြောင့်မို့ဒီအကောင်းဆုံးဖြစ်တဲ့အိမ်တော်ဘက်ကတော့ဥပ္ပတ္တာဝတ္ထညုစာနှစ်ဦးစလုံးဟာဗုဒ္ဓမှာရှင်ကြည်ချက်နဲ့ခိုင်မာကြတယ်တစ်ဖက်သားကလည်းနားလည်မှုရှိကြတယ်တင်ညတာ ခုချင်းတရားနဲ့လည်းပြည့်စုံကြတယ်ထိမ့်သိမ့်ထိမ့်နေသိမ့်သိမ့်နေတတ်ကြတယ်ဓမ္မစီဝီနော livelihood ဒီလူတွေမှာအသက်မွေးဝမ်းကြောင်းဆိုတာရှိတယ်ဆိုလိုတာကဝင်းငွေပဲရတယ်ဝင်းငွေပဲကရတယ်လဲဆိုတဲ့နေရာမှာကိုရတဲ့ဝင်းငွေလမ်းကြောင်းဟာဓမ္မစီဝီကိုချင်းတရားမပြည့်တဲ့လမ်းကြောင်းဟာရတဲ့ဝင်းငွေမျိုးဖြစ်ရမယ်လို့သူတို့ဆိုလိုတယ်အဲ့ဒါကိုဓမ္မစီဝီ ကိုချင်းတရားမပြက်အဂတိတရားလိုက်စားပဲနဲ့တရားလမ်းကြောင်းဖြင့်မိမိကိုယ်တိုင် တရားသဖြင့်ရရှိထားတဲ့ဝိချေတနာနဲ့အသက်မွေးတာကိုဓမ္မစီဝီလို့ခေါ်တယ်ကိုချင်းတရားမပြက်အသက်မွေးတယ်အဲ့ livelihood ရှိတဲ့ပုံကိုမျိုးကိုဓမ္မစီဝီသူတို့ဟာကိုချင်းတရားမပြက်စီပါဥစ္စာရှာပြီးတော့အသက်မွေးကြတယ်တဲ့ တေဟွန်တိသာနိပတယောအညမဉ္ဇံပြယဝဒာလိုက်ဖက်တဲ့အတွက်ကြောင့်ကိုကျင်တရားအမျိုးသားလည်းကိုကျင်တရားကောင်းတဲ့မျိုးသမီးပဲကလည်းကိုကျင်တရားကောင်းတယ်ဆိုသူတို့နှစ်ဦးဟာဘယ်တော့မှကတောက်ကဆတ်မဖြစ်ကြဘူးတူတူအကျဉ်းသားတဲ့စကားကို ပြောပြီးတော့တူဦးနဲ့တူဟာခင်ခင်မင်မင်နေထိုင်ရတယ်ဆိုတာဒါဟာအမှန်တမ်းအရေးကြီးတာပေါ့ ိမ်တော်သက်ရှိတဲ့ပုံကိုတွေဟာအခုလိုဟာပေါ့နော်အိမ်တော်သက်ရှိလာပြီဆိုရင်ဒီလိုနေထိုင်တတ်လို့ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်အိမ်တော်သက်ရှိရှိနဲ့နေထိုင်ကြတယ်အဲ့ဒီပုံကိုမျိုးတွေဟာဘာဖြစ်တယ်အဋ္ဌတံပစုရာဟွန်တီကောင်းကျိုးချမ်းသာတွေအများကြီးဖြစ်တယ်ဉာဏ်နဲ့ဆရာဘဝမျိုးပေါ့ဒီလိုနေထိုင်ကိုခြင်းတရားမပြည့်နေထိုင်ပြီးတော့ ကိုဘွားကိုဝန်းကိုကြောင်းပြီးတရားလမ်းကြောင်းမဖြောင်းတန်းစွာနေထိုင်ခြင်းဖြင့်ဖာတုကံဥပ္ပစာတိစိတ်ချမ်းသာမှုတွေကိုချမ်းသာမှုတွေဖြစ်တယ်။ဘာပြဿနာမှမရှိဘူးစိတ်ချမ်းသာကိုချမ်းသာဖြစ်လာ။အမိတ္တဒုမနာဟောတိဒီလိုဇနီးမောင်နှံနှစ်ယောက်တင့်တင့်မြတ်မြတ်နေကြတဲ့အခါမှာလောကကိုနဲ့မတည့်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလိုတင့်တင့်မြတ်မြတ်နေတာကို မရှုနိုင်ကြဘူးနော်မရှုစိတ်မကြည့်နိုင်အဲသူတို့မမြင်နေတာဟိုမြင်နေရသည့်အတွက်ကြောင့်သူတို့ဟာစိတ်မကောင်းဖြစ်နေကြတယ်ဟောကိုဖြစ်စေခြင်းနဲ့အဆိုးတွေမဖြစ်လာသည့်အတွက်ကြောင့်ဒီမိသားစုဒီအိမ်တော်ဘက်ဟာဒီကိုနဲ့မတည့်တဲ့ပုံကိုယ်တွေကိုစိတ်ညစ်အောင် လုပ်တဲ့အိမ်တော်ဘက်ပဲလို့သူတို့ဆိုလို့တယ်သူတို့စိတ်ညစ်သွားမယ်ဆိုပါစို့ ခွေးစိမ့်ညစ်သွားအောင်ဆိုတာလို့ပေါ့နော်ဒီပေါ့ပင်ကြီးကရဲရဲကြီးအဲတခါတပွင့်ကြွေချလိုက်ခွေးကသွားဟတ်လိုက်အပေါ်မော့ကြည့်လိုက်ပေါ်မော့ကြည့်လိုက်တဲ့အခါကျတော့နီနီရဲရဲဆိုတော့သူကစားနေကြအသားတစ်ချီမှတ်တယ်အောက်ချလိုက်တဲ့အခါကျတော့သွားပြီးနန်းကြည့်လိုက်တော့အသားတစ်မဟုတ်ဘူးဒါပေမဲ့အပေါ်ကတော့အသားတစ်နေဦးမှာပဲဆိုမော့ပြီးဟောင်းနေဦးတယ် ကြွေးကြလိုက်ဖုတ်ခနဲ့သွားပြီးတော့ကျင်းလိုက်တဲ့အခါအသားတည်းမဟုတ်ပြန်သူအကြိုက်မဟုတ်အဲ့ဒါမျိုးလို့ရန်သူကစိတ်ညစ်သွားတယ်ကိုယ်နဲ့မတည့်တဲ့လူတွေကမတည့်ဖြစ်စေချင်တာမဖြစ်သည့်အတွက်ကြောင့်အလုံးဟာကိုယ်နဲ့မတည့်တဲ့လူတွေစိတ်ညစ်သွားမယ်ဥပိ္ပဏံတမတိလိနာနဲ့ဥစလုံးကိုချင်းသီလနဲ့ပြည့်စုံသည့်အတွက်ကြောင့်အလုံးဟာစိတ်ညစ်သွားလိမ့်မယ်မတည့်တဲ့လူတွေဟာကိုယ်အပေါ်မှာစိတ်ညစ်သွားကြလိမ့်မယ် မြတ်စွာဘုရားက အဆုံးသက်အနေနဲ့ဟောတဲ့အခါကျတော့ဘာဟောတော့ဆိုဣဋ္ထဓမ္မံစရိတဝါနသမသီလဗတ္တဥဘောဒီမိသားစုဘဝမှာနှစ်ဦးလုံးတူညီတဲ့အကျင့်တရားတူညီတဲ့ကုချင်းတရားတူညီတဲ့သီလတူညီတဲ့အကျင့်တရားရှိပြီးတော့ဒီ မကနဲ့ဓမ္မလမ်းကြောင်းအတိုင်းလျှောက်လန်းသွားသည့်အတွက်ကြောင့်တဲ့ဒီဘဝအဆုံးသတ်တဲ့အခါမှာနန္တိနောဒီဝလောကတမေဒီဘဝအဆုံးသတ်ရင်တေချာပေါ့ကောင်းမြတ်တဲ့နတ်ပြည်ကိုရောက်မှာပဲလို့သူဆိုလို့တယ်နော်ကောင်းမြတ်တဲ့နတ်ပြည်ကိုချင်းတရားဘာကြောင့်လို့ဆိုလူဘဝရောက်လာတာဒါနနဲ့သီလနဲ့ရောက်ကြတာပဲအလုံးအခုလို့ ဒါနာတရားလည်းရှိတယ်ရေရောတယ်ဆိုတာ generosity ရှိရင်ဒါနာတရားလည်းရှိလားဒါနာဆိုတာအလှကြီးပေးမှဒါနာမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ဟုတိခင်းအခန့်ကျွေးမွေးတာလည်းဒါနာပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာတဲ့ဒါနာပဲအလောဒါနာကိုယ်ရှိတဲ့တရိစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကျွေးတာမဟုတ်ပဲနဲ့ ဥမာမဲ့ခွေးကြေးလို့ရှင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကြွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကြွေးတာကြောင်ကြွေးရင်လည်းကြွက်ခုံနိုင်အောင်ဆိုတဲ့ကြွေးတာမဟုတ်ဘူးသူကသူစားနေတော့မဲဆိုတဲ့အကျဉ်းတရားနဲ့ကြွေးတာဆိုရင်ဒါဌာနတွေပဲတရိစ္ဆန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့ပြန်ဆက်ပြပြောတယ်အစတရားဆိုတာဟာနေရမှာမဟုတ်တာနော်ကိုကတစ်ခါလုံးရင်စတယ် လူတွေကတော့ထင်လိုက်ပဲကုတခါလှုပ်တာအစတရားမများလို့မူလားဆိုမများဘူး။ဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရယ်။ကိုယ့်ကိုယ်လက်တွေ့ကြည့်ပေါ့။တရားစီလေးတစီပဲဆိုင်။တစီဆိုင်ရင်တရားတိကတလုံးပဲတီးတင်တာပေါ့။ဘယ်ဟုတ်မလဲ။တရားစီတစီဆိုင်လိုက်တာနဲ့တရားပင်ကတီးလိုက်တာထောင်ချီဖြစ်နေ။အကျိုးဆိုအဲ့လိုတူပွားလာနော်။တူပွားလာ ဒါနကောင်းမှုဟာအဲ့ဒီတိပင်းစိုက်ထံနဲ့အလားတရံတူတယ်ပေါ့ကိုယ်စိုက်တုန်းကတစည်းပဲစိုက်တယ်သို့တော့ရလာတဲ့ fruition နေ fruit ပေါ့နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်လို့အေးလူသားတယောက်ကိုချင်းသီလမရှိတဲ့လမ်းပေါ်ကလူတယောက်ကိုတဏှာလို့ကြွေးလိုက်တယ်ဆိုရင်အစတထောင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကြွေးမယ်ဆိုအစတသိန်း ဒီလိုတုံ့ပြန်မှုတွေအားတွေရတော့မတူတတ်ဘူးဒီလိုမတူခြင်းဟာဘာကြောင့်လို့ဆိုရင်အေးလေစတ္တိကိုမြေဆိုင်လို့ရှင်အတိနဲ့မှာပေါ့မြေဩဇာရှိတဲ့မြေကိုဆိုင်မယ်ဆိုလို့ရှင်အတိကြတာပေါ့ဒီလိုဟာတော့ကြွားချမှုရှိတယ်လို့သူဆိုဒါနကောင်းမှုနဲ့ပတ်သက်လာဒီလိုကြွယ်ပြားချမ်းသာမှုရှိကိုချင်းသီလနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲအစဉ်30ပြောရမှာကိုချင်းသီလ လောက်တဲ့အခါမှာဒီကိုပစ္စည်းအဆုံးခံပြီးတော့ကိုကျင်းသီလကိုမဖြတ်တာသီလပါရမီကိုအင်္ဂါခြေလက်အဆုံးခံပြီး ကိုကျင်းသီလကိုထိမ့်သိဆော့ဆော့တာသီလဥပပါရမီအသက်အဆုံးခံပြီးတော့ကိုကျင်းသီလကိုထိမ့်သိဆော့ဆော့လို့ရှင်သီလပရမထပါရမီလို့ဒီလိုဖြစ်တယ်အဲ့တော့ကိုကျင်းသီလလည်းကောင်းတယ်ဒါနကောင်းမှုလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ နန္ဒီနောဒီဝလောကသမိန်နဲ့ပြည်မှာဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာအဲ့တော့နပြည်ဟုတ်တယ်ဆိုတာကုသိုလ်အများကြီးချီအောင်လိုတာမဟုတ်ဘူးသူကဒီကုသိုလ်ကောင်းမှုဆိုတာရဲ့ဆွေတ္တတရားအမြဲတမ်းကြီးမာတယ်နော်အဲ့တော့အာဟုသူတွေလှုပ်ထားတဲ့အာဟုသူတွေရှိနေတာမဟုတ်လားတန်တရားမှာအာဟုသူတွေမြားရတဲ့တန်တယ်ဒီကုသိုလ်ကဘာဖြစ်လို့ဒီအာဟုသူတွေကြောင့်ငရဲမကြပဲနဲ့ ဒီကုသိုလ်လေးနဲ့လောက်တာဖြစ်နိုင်မမလားဆိုဖြစ်နိုင်ဘယ်လိုဖြစ်နိုင်တော့ဆိုကြောက်တုံးကြီးတုံးဟာကြောက်တုံးသေးသေးလေးပဲဖြစ်စေအကြီးပဲဖြစ်စေရေတဲ့ခြိုင်မြုပ်မှာပဲသို့တော့လေးပေါ်တင်ကြည့်ပါလားအကြီးကြီးလဲလေးနဲ့တင်သွားရမမြုပ်တော့လေးဆိုတာရှိတယ်လေးတင်မောပေါ်မှာတင်သွားလို့ရှိရင်ကြောက်တုံးအကြီးကြီးဟာလည်းမမြုပ်ဘူးအသေးလည်းမမြုပ်ထို့တူပဲ သကမှုရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ကြမသွားဘူးလို့ဆိုလိုတယ်ပေါ့လေနဲ့အလားသရံတူတဲ့စွမ်းဆောင်နိုင်တဲ့အရေးချင်းရှိတဲ့ကုသိုလ်တရားရှိတယ်လို့သူတို့ဆိုလိုတယ်အဲ့ဒါလို့လောကသဘာဝတွေမှာရှိသလိုပဲလူတွေရဲ့တဏ္ဍမှာဖြစ်ပေါ်လာတဲ့စိတ်တွေသဘောထားတွေဟာလည်းပဲစွမ်းဆောင်မှုတွေကိုပေးနိုင်တယ်တဲ့အေဣဒ္ဓဓမ္မစရိတ်တဝါနာ တမတိလပတဥဘောဒီမိသားစုမှာတဥစလုံးနော်မျိုးသားရောမျိုးသမီးရောနှုတ်စလုံးဟာကိုချင်းတိလလည်းကောင်းတယ်အကျင့်လည်းကောင်းတယ်အဲလိုဆိုရင်နန္ဒီနောဒီဝလောကသမိန်ဘဝတစ်ခု ဆုံးသက်သွားပြီဆိုရင်နတ်ပြည်မှာ ရောက်ရှိပြီးတော့မောဒန္တိကာမကမိနော ကိုလိုချင်တာတွေရပြီးတော့တကယ်ချမ်းသာဒုက္ခကိုခံစားရပါတယ်လို့ မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့တရားပဲတရားเนาะအဲ့တော့မြတ်စွာဘုရားဟောတဲ့ထဲမှာမြောက်ဟောတာလည်းမပေါ်ဘူးခြောက်ဟောတာလည်းမပါဘူးတဘာဝဖြစ်နိုင်တဲ့အနေအထားတစ်ခုတဘာဝကိုရှင်းပြခြင်းသာလည်းဖြစ်တယ်ပေါ့လောကမှာအကြောင်းတရားဆိုတာရှိတယ်အကြောင်းတရားဟာကောင်းတဲ့အကြောင်းတရားကိုလို့ရင် ကောင်းတဲ့အကျိုးတရားကိုရတယ် ကလျာဏကာရီကလျာဏဘာဘကာရီစဘာဘကံလို့ဆိုတဲ့ကောင်းတာလို့ရင် ကောင်းကျိုးရမယ်ဆိုတာလို့ရင်ဆိုကျိုးရတယ်ဆိုရင်တဘာဝနိယမကြီးအတိုင်းပဲရှားဒီတံဝေပတိပိဇံတာရိတံဟရတိဖလားကိုစိုက်တဲ့မျိုးစေ့အတိုင်းကိုမှာအတိယတိမှာပဲဖြစ်တယ်ဓမ္မစေ့ဆိုင်ရင်တော့ဓမ္မတိတိမှာပေါ့တေယစေ့ဆိုင်ရင်တေယတိတိမှာပဲဆိုတဲ့ မပြောင်းလဲတဲ့နေရာမှာသဘောတိုင်းပဲကိုလို့တာကိုရကြမှာဖြစ်လို့เนาะဟိုတခြားဘာသာတွေမှာလည်းအဆိုရှိတာလို့ဩဆိုရှိတာလို့ we reap what we sow ဆိုကိုဆိုင်တာကိုရိပ်သိမ်းရမှာဖြစ်တယ် we reap we reap what what we sow เนาะအဲ့ဒါကံတရားကိုပြောပြတာပဲအဆိုးလို့ရင်အဆိုးပဲ ရပဲအကောင်းလို့ရင်အကောင်းကိုပဲရတယ်ဆိုရယ်ကမ္မနိယမသဘောတရားဟာဘလောက်ထိအောင်ကျင့်တတ်ဆရာကောင်းလို့ဆိုရင်ကိုယ့်ကိုယ်ဘဝကိုယ့်ကိုယ်ပြုပြင်နေတာ we are our own architect လို့ဆိုရယ်ကိုဟာတကယ်ကိုကိုယ့်ဘဝကိုယ်ပုံပြင်လို့ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါကိုအလွန်ကျင့်တတ်ဆရာကောင်းတယ်ဘယ်ဖန်ဆင်းရှင်ကိုမှချိန်နေစရာမလိုဘူး ကိုယ်ဘွားကိုအကောင်းဆုံးဖြစ်အောင်ဖန်ဆင်းမှအမှကိုကိုယ်တိုင်းသာလင်ဖြစ်တယ်ဆိုရက်မြတ်စွာဘုရားရဲ့အဆုံးအမစကား